ဘုံချင်းလေရင်ဖြစ်တုံးလို့ရလားဆိုဝိုင်တွဲတတောင်ပူကောင်းတယ်။ဟုတ်။ဘာကြောင့်လဲဆိုဝိုင်တွဲရဥမာကျွန်တော်တို့ဒီဘုံတွေပါတွေနဲ့ပေါင်2000ဟိုဘောကြော်ကြော်လေးတင်နိုင်တယ်ဆိုရင်ဒီကောင်ဝိုင်တွဲတဲ့ပေါင်2000ကြော်ကြော်လောက်ပေါင်4000လောက်ကိုတင်နိုင်တယ်။ဟုတ်လားမင်္ဂလာပါ မင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ဒီနေ့အောင်2025ခုနှစ်အော်တိုဘာလ9ရက်နေ့ပေါ့နော် အော်တိုဘာလ9ရက်နေ့ဒီနေ့နေ့စဉ်ထုံးစံတိုင်းကျွန်တော်တို့ထူးခြားသတင်းတွေပေါ့နော်ထူးခြားသတင်းတွေမှာဒါဒီနေ့ကတော့အောင်မြင်မှုတွေများတယ်ပေါ့နော် အောင်မြင်မှုတွေကြီးပဲပေါ့အောင်မြင်မှုတွေကမှမှဒီကျွန်တော်တို့တနတ်ဒီတော့လျှောက်ရလိုက်တဲ့ဟာပေါ့နော်တနတ်တွေရလိုက်တဲ့ဟာတနတ်တလက်တလက်ကလည်းဒါကျွန်တော်ပြောမယ်ဆိုရင်ဒါအညာဒေသကို တနက်တလေရောက်ဖို့ဆိုတာကတော်တော်မလွယ်တာပေါ့နော်မလွယ်ဘူးပေါ့နော်ခဲခဲရင်တော့မြန်မာနိုင်ငံရဲ့ဒီအတွင်းပိုင်းအလဲပိုင်းတွေကိုတွားကြနေတဲ့ခါကျတော့ကျွန်တော်ဘေးကနေဘေးတိုင်းတခြားနိုင်ငံနေတခါကျွန်တော်တို့ဒီနေဇက်ကိုတခါဖြတ်ကျော်ဖြတ်ကျော်ပြီးကမှဒီကျွန်တော်နေဇက်ကဒေါ်လိုင်းတက်ဖွဲ့တွေစီကနေတစင်းတစင်းတစင်းနဲ့ပို့ရတာပေါ့နော်အဲ့တော့လမ်းမှာလည်းဟိုဘယ်လိုပြောရမလဲဆိုတော့ခရီးစရိတ်တွေရှိရဲကျွန်တော်တို့ပြီးလို့ရှိရင်ကြီးတန်းတန်းဆိုလို့ရှိရင်လည်း အဲဝယ်လို့ရတဲ့မူရင်းဆေးက9000ဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့တကယ်တကယ်အညာဒေသကိုရောက်သွားတဲ့အချိန်မှာတထောင်လို့ပါလို့ပေါ့နော်ဒီလိုမျိုးတွေအဓိက TC ပေါ့ဟိုကျွန်တော်တို့ transport charge လေးပေါ့ဒီဟာလေးတွေအဲထည့်ပြီးတော့မှာဝယ်ဖြစ်ရတဲ့ခါကျတော့အခုကစစ်တိုက်ရင်နဲ့တနက်တွေများများရတဲ့ခါကျတော့ပို့ပြီးတော့မှာဒါကကူပေါ့နော်တော်လိုင်းတက်ဖွဲ့တွေလည်းပို့ပြီးတော့အားဖြစ်เสียလဲ ဖြစ်တယ်ပေါ့နော်ပြီးတော့စိတ်ချစိတ်ချရမှုအစင်းတန်းကလည်းကွာဝါတယ်ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်လက်လုံးနဲ့လက်လုံးကဘယ်တော့ပဲစိတ်ချရတယ်ပြောပြောကျွန်တော်တို့ကဆက်ယုံကြီးနဲ့လောက်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့မိုးတွေဘာတွေကအည်သွေးပြင်းမိတဲ့မိုးတွေတော့မဟုတ်ဘူးဒါပေမဲ့အည်သွေးပြင်းမိတဲ့မပြင်းမိဘူးဆိုပေမဲ့လည်းကျွန်တော်တို့ဒါအတန်သင့်တော့စိတ်ချရတယ်ဗောနော်စိတ်ချရတဲ့မူမျိုးနဲ့လောင်းတဲ့အခါကျတော့ဒါကျွန်တော်ဘာပဲပြောပြောဆက်ယုံထုံးတဲ့ကျွန်တော်လက်လုံးနေရတော့ ွာတာပေါ့နော်ကွာတာပေါ့အဲ့တော့ကျွန်တော်ဒါဆက်ယုံတုပ်တနက်တွေဆိုလို့ရှိရင်ဒါ6လက်လောက်ပေါ့နော်မနေ့ကဆိုလို့ရှိရင်တော့လျှောက်နှစ်နေရဆိုလို့ရှိရင်6လက်လောက်ရသွားတာပေါ့6လက်လောက်ရတဲ့အောင်မြင်မှုတွေရှိတယ်ပေါ့နော်ဒါလည်းပသက်ရင်လည်းပြောပြပေးပါဟုတ်ဒါကတော့ကျွန်တော်တို့စကိုင်းတိုင်းကန်ဒီမျိုးပေါ်ကိုလက်ကင်းလှဲဖို့အတွက်ပေါ့နော်စစ်သားနဲ့ရဲအင်အား20ခန့်ပါတဲ့ဟိုပါပေါ့ကင်းလှဲတဲ့အဖွဲ့ကိုကျွန်တော်တို့ဒေါ်လာကြီးတက်ဖွဲ့တွေကနေမှစောက်ကြိုပြီးတော့တိုက်ခိုက်တာတိုက်ခိုက်တဲ့အချိန်မှာပဲ ခုနှစ်ဦးတည်ပြီးတော့လက်နက်နှစ်လက်ရတယ်ဆိုတော့တွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ဒါသူတို့ခဏလေးပဲတိုက်လိုက်ရတာပေါ့နော်မင်း20လောက်ပဲမင်း20လောက်ပဲတောင်းခံပြီးတော့မှကြံထွက်ပြေးသွားတာပေါ့နော်ပွဲတွေကြီးလိုက်လို့ရှိလို့ရှိရင်ဒါဟိုတော်တော် များများကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဒါဗီဒီယိုဖိုင်ထွက်မလာသေးလို့ပေါ့နော်ဗီဒီယိုဖိုင်ထွက်မလာသေးတဲ့အခါကျတော့ဒါကျွန်တော်တို့လည်းဟိုဗီဒီယိုဖိုင်ကြည့်ပြီးတော့ပြောရတာပို့ပြီးတော့မှတကယ်အားရတယ်ပေါ့နော်ဗီဒီယိုဖိုင်ထဲမှာတကယ်တိုက်တဲ့ပုံစံတွေမြင်ရတဲ့အခါမျိုးကျတော့ပြည်သူလူထုလည်းကျွန်တော်တို့ဒါကြည့်ရတော့ပို့ပြီးတော့မှအားဖြစ်စေတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဗီဒီယိုဖိုင်ဝင်ဖြစ်သေးပေမဲ့တို့ဓာတ်ပုံမှတ်တမ်းတွေတော့လက်ရှိတော့တဲ့ထွက်လာပြီပေါ့နော်ထွက်လာပြီ MA 1တက်လက်နဲ့ MA 7တက်လက်ပေါ့နော်ဒါရဲ9ယောက် ဒါတည်ရလို့လည်းတည်ရတယ်ဗောနော်တည်ရလို့လည်းတည်ရတယ်ဂျန်နဲ့ကောင်းနေရတော့ထုံးစံနိုင်ပဲကျွန်တော်တို့ဝေယုံသုံးကားနဲ့ထွက်ပြေးသွားတယ်ဗောနော်ထွက်ပြေးသွားတယ်ဗောအဲ့တော့ဟိုကျွန်တော်ငငယ်တော့ကပြောတယ်ရကောက်နောက်ပြစ်ဆိုတာလေအတော့ရတဲ့ဟာကိုသူနောက်နောက်ကိုပြစ်တာဗောရရင်ကောက်တယ်နောက်ကိုပြစ်တယ်နောက်မှမိသားစုရှိတာဟုတ်ရတဲ့ဟာကောက်ပြီးတော့နောက်ကိုပြပြနေရကောက်နောက်ပြတွေလဲဒါအချင်းကြီးမကောင်းဘူးဗောနော်အဲ့တော့မောင်းတော့ဘက်မှာဆိုလို့ရှိရင်ဒါဘူတိတော်မောင်းတော့ဘက်မှာဆိုရင်ဒါရဲတွေ တော်တော်ဒါဟိုအေးရဲတိုက်ရဲတိုက်လို့တော့ပြောသေးတယ်ဗောနော်စားပြီးတော့မှရဲစခန်းနေတိုက်တဲ့အခါကျတော့ရဲတိုက်ရဲတိုက်မနေ့ကမဟုတ်ပါဘူးရဲရသူကစစ်သားတယောက်အတွင်ဗောနော်စစ်သားတယောက်အတွင်သူကမနေ့ကသူတို့ကနိုင်ငံကာကွယ်နိုင်ငံကာကွယ်ရေးမှာသူက second line နဲ့ဗောနော် second line နဲ့ first line နဲ့ကသူကစကားမတွေဗောနော်စကားမတွေကသူက first line နဲ့ဆိုတာကပြည်တွင်းစစ်ကိုပြောတာမဟုတ်တိုင်းတစ်ပိုင်းရန်ကာကွယ်တဲ့အခါကျလို့ရှိရင်သူက ဒါ first line နဲ့ပေါ့ပထမဆုံးထွက်တိုက်ရမယ်ဖွဲ့တယ်အဲ့ဒီအမှလိုအပ်လာပြီဆိုလို့ရှိရင် second line နဲ့အနေနဲ့ဒါဒုတိယလက်နက်ကင်ဖြစ်တယ်ပေါ့နော်လက်နက်ကင်တက်ဖွဲ့တက်ဖွဲ့ဖြစ်တယ်ကျွန်တော်တို့ရဲတက်ဖွဲ့ကအဲဝင်ပြီးတော့မှတိုက်ပေးရမှာပေါ့နော်ဒါပေမဲ့ရဲမူရင်းလောက်ကစစ်တိုက်ဖို့လုံးမဟုတ်ဘူးဟုတ်ဒါပြီးပြီးတဲ့ရေးလောက်ပေါ့နော်ပြီးလူလူတို့ဟိုဒါကျွန်တော်တို့ဟိုဒီဟိုဘယ်လိုပြောရမလဲဆိုမှုခင်း အနေကင်းရှင်းနဲ့ပတ်သက်ပြီးတော့မှလိုက်ပြီးတော့တရားဥပဒေစိုးမိုးရေးအတွက်လိုက်ပြီးတော့မှအလုပ်လုပ်ရမယ့်လူတွေအဲ့လိုမဟုတ်တော့ဘဲနဲ့မင်းတို့ကမင်းတို့နေရမင်းတို့မနေဘူးတော်လိုင်းတက်ဖို့ရင်နဲ့ထိတ်တိုက်တွေးမယ်လက်နဲ့ကင်ပြီးတိုက်ရမယ်နေရာကိုလာတာဖြစ်တဲ့အတွက်မင်းတို့နဲ့တော်လိုင်းတက်ဖို့နဲ့ထိတ်တိုက်တွေးတဲ့အချိန်မှာတော့ခွင့်လွတ်စရာအကြောင်းမရှိဘူးဆိုတော့ပြောချင်တာပေါ့နော်ဒါကြောင့်မလို့ဟိုဟိုမှာတော့ကလည်းမောင်းတော့ဘက်မှာတော့ကလည်းဒီတိုင်းပဲကျွန်တော်တို့ဘင်္ဂလားဒေ့နေဆက်မှာနေကြောင်ရဲဆိုပြီးကမှ ဟိုလုပ်ပြီးတော့မှအစခန်းကြီးတွေဟိုဖြစ်ပြီးလို့ရှိရင်ဒါကျွန်တော်တို့အဲ့ဘက်မှာနေတဲ့ဒါလူမျိုးသားတွေကိုပေါ့နော်လူမျိုးသားတွေကိုငွေကြေးတွေတောင်းခံဒီလိုမျိုးဟိုဖြစ်ပြီးတော့မှအရင်တော့ဆိုလို့ရှိရင်အဲ့ဒီနေရာကသူကစခန်းမှုဆိုလို့ရှိရင်တော်တော်ဟိုစစ်တပ်ကဟိုဟွာတဲ့တောင်ပဲဟိုတရင်မှုတို့ဘာတို့တဲ့တောင်သူကပို့ပြီးတော့မှ ချမ်းသာသေးရပေါ့နော်ချမ်းသာပြီးတော့မှတကယ်ဟိုနေမီ9ခုစခန်း25ခုရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာတကယ်တောင်းလို့ကောင်းတဲ့နေရာပေါ့နော်အဲ့တော့အဲ့ဒီနေရာကိုအရခတ် တော့အေးကအရင်တီးထုတ်လိုက်တာပေါ့အရင်တီးထုတ်လိုက်နောက်ဆုံးနခခငါကျုံးတီတီကိုဟိုဖြစ်တာပေါ့အဲ့တော့ရဲကရဲနေရာရဲမနေပဲနဲ့ထွက်တိုက်တယ်နောက်နောက်ဖြစ်စီတခုလေအဲ့တိုင်းပဲဒီဘယ်လိုပြောစစ်ကောမရှင်စစ်ခွေးတွေပေါ့နော်စစ်ခွေးတွေစစ်ရှုံးတော့မဲ့အချက်လက်ကအဲ့ဒီမှာသွားပြီးတော့မှကျွန်တော်တို့ ထင်သာမြင်သာသွားပြီးတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့နေရာမှာသူတာဝန်မထမ်းဆောင်အောင်ဘာသူ့ရဲ့မူရင်းကဟိုဘိန်းတော့ဆရာပေါ့နော်ထားပါတော့ဘိန်းဘိန်းတော့ဆရာ तू ကဟိုစီဟိုဘာဘာဘာပရကြတာထဲမယ်ဘာဘနကြတာထဲမယ်ပြီးရင်စေးတဖုံထောင်းမယ်အမုံအောင်ထောင်းပြီးတော့ဒါလေးကိုဘာယောဂဖြစ်လို့ရှင်ဘလို့တိုက်မယ်ပဲ तू တခွာဖြစ်တာလေအတင်မဟုတ်အဲ့နဲ့ထိုးတဲ့ချိန်ထိုးရဲ့ပညာ तू အဲ့စေးပစ္စည်းပေးလိုက်ပြီးတော့ယောခမရကုဆိုရင် तू ဘယ်ကုတက်မှာဟုတ်တယ်ဆရာဝန်ကြီးတော့တူဆရာဝန်ကြီးတော့တူတယ်တလိษံကုရာနဲ့လူကုရာတို့တူဘိန်းတော်ဆရာနဲ့ကျွန်တော်တို့ဒီဘက်ကတကယ်စိတ်တက်တူကနေပြီးတော့မှ MPBS နဲ့သွားပြီးတော့မှအတူတူတော့အယူအဆလည်းမတူဘူးဟုတ်ဒီတိုင်းအဲ့လိုပဲပေါ့နော်ဒီတိုင်းပဲဟိုရဲကလည်းရဲတင်ထားတဲ့ပညာနဲ့ခိုးဘက်ကစစ်သားတင်ထားတဲ့ပညာနဲ့မတူမတူတဲ့ဟာကိုတွားပြီးတော့မှစစ်ထွက်တိုက်ခိုင်းတော့ ဘယ်တိုက်တက်မလဲဟုတ်တယ်မထုံးတတ်နိုင်မို့ပြေးဖို့ပြေးသူဟိုခဏကိုဖိုးဝီထိုးထားတဲ့ကောင်နေတယ်ဆိုနေအဲ့တော့ကျွန်တော်တို့ဟိုမှာရှေ့တန်းမှာတခါတော့ဟိုဟာစီနီယာတယောက်ကဟိုရွာထဲမှာသူ့ကောင်မလေးရှိတာဗောနော်ရွာထဲမှာသူ့ကောင်မလေးရှိတော့ညဘက်ရောက်သူကတွတ်တွတ်တွေ့ရင်တာဗောတွတ်တွေ့ရင်တော့ကျွန်တော်ခေါ်တယ်ကျွန်တော်ခေါ်တော့ဒီဟိုဟာဘက်ဆိုတော့တိုင်းသားနေပြီပဲဆိုတော့ကျွန်တော်လည်းနေနေတော့လန့်အောင်လန့်တော့ကိုကြီးဖြစ်ပါမလား လိုက်လို့ရပါမလားဆိုနှစ်ယောက်လုံးကလည်းပြောရမယ်ပြောရမယ်ဆိုတော့တောက်ထားပြီပေါ့နော်တောက်ထားမူမူယူနေသွားကြတယ်ပေါ့သွားတဲ့ခါကျညီလေးရဲ့ဘာဖြစ်ဘူးစိတ်ချတယ်ကျွန်တော်ဘာပြောလဲဆိုစိတ်ချတယ်မေဖနက်သားဖိုးဝီးထိုးထားတယ်တရားဖနက်ကိုဖိုးဝီးထိုးထားတယ်သူကငါတခုပြောပြီဆိုတော့လည်းပြေးတာပြေးတော့တယ်အဲ့လိုမျိုးပဲဒီတိုင်းပဲအခုရဲတွေကလည်းဒါဖနက်ကိုဖိုးဝီးထိုးထားတဲ့အချိန်လေးမျိုးပေါ့နော်ဟိုမတက်တာလို့သာသူကသူတို့မှမလုပ်နိုင်တော့ပြည်သူလူထုတခုခုဖြစ်လို့ရှိရင်သူကနိုင်ငံချစ်စိတ် နိုင်ငံကိုတကယ်ဟိုတရားဥပဒေစိုးမိုးစေခြင်းနဲ့စိတ်နဲ့ရဲလုတ်ခဲ့တာမှမဟုတ်တာ။ဟုတ်။ဒါရဲရဲဖြစ်သွားတောင်းကောင်းအောင်လို့ဒီမှာတူယူနီဖောင်းဝတ်ပြီးတော့တရားဝင်တောင်းဝင်ရတာဗောနော်။အဲ့တော့နှလုံးနိုင်ကျွန်တော်တို့ငငယ်တော့ဆိုကျွန်တော်တို့နှမ်းမှာဟိုဂျင်းဂျင်းတို့လုတ်တဲ့ဒိုင်ရှိတာဟုတ်။ဒိုင်တို့လည်းဒါစီးပွားရေးပိုင်ပြက်ပြီးတော့မှပြောင်းသွားကြတယ်ဗောနော်။အဲ့ဒါဆိုလို့ရှိရင်သူကကျွန်တော်တို့အိမ်ကိုကြော်သွားပြီးကမှသူတို့အိမ်ကိုရောက်တာဟုတ်။ရောက်တော့ အဲ့ဒီမှာဂျင်ဝိုင်းဖြစ်တဲ့နေဆိုလို့ရှိရင်အမလမ်းလေးခွာစုံနေရှင်ကျွန်တော်တို့အိမ်ကလမ်းလေးခွာစုံတောင်းပေါ့အဲ့ဒီတောင်းကနေဟိုဘက်ကိုကြော်လိုက်တာလည်းဂျင်ကိုရောက်ပြီအဲ့လမ်းလေးခွာစုံတောင်းမှာသူကဟိုအဲ့ဂျင်ဝိုင်းဆရာရဲ့ဂျင်တိုင်ရဲ့တပည့်ရဆိုပလက်ကလထိုင်နဲ့လာထိုင်နေလာထိုင်နေရဲတွေတယောက်ပြီးတယောက်လာသေးတယ်လာလာအဲ့ပလက်လခိုင်နာရောက်ရင်ရက်သွားပြီသူကစပိန်လေးနဲ့အဲ့တော့စပိန်ခေကိုကျွန်တော်ဘာဘာတန်းစပိန်နေနဲ့စပိန်ခေတော့လာတယ်လာပြီးအိုင်းနာရောက်ရင်ရက်သွားပြီ ြီးွားရင်စကားပြောပါရင်တို့လက်ချင်းကင်ပြီးွားရင်ပြန်သွားပြီတဲ့ကျွန်တော်ကမသိတော့ကလေးဆိုတော့မသိတော့မေးကြည့်ရပါသေးတယ်အဲ့ဒီဦးလေးနေနေခေနာ ਉਹ အဲ့ဒီအဲ့ဒီနာမဆောင်းတဲ့ဦးလေးနေနာမည်တော့မပြောတော့ဘူးအခုတော့ရှိတော့ရှိသေးလားမသိဘူးကျွန်တော်လည်းဟိုအဆက်အသွယ်မလုပ်ဖြစ်တော့ဘောနော်အဲ့မေးကြည့်ရတာကဦးလေးဘာလာလာဘာလာလာလှုပ်ထားလဲလို့ဆိုရဲရဲကဘာလာလာလှုပ်ထားလဲဆိုတော့ဟိုအားတဲ့ပတ်သက်လာလာတောင်းတာလေအဲ့တော့25ချက်ပေါ့နော်တယောက်ကို25ချက်25ချက်ပေးရတယ်ရဲတိုင်းကိုပေးရတယ် တပည့်လို့ရှိရင်ဒါမျိုးနယ်ကိုပေးရတာပေးရတာတက်တက်ပေါ့နော်အဲ့တော့အဓိကပတ်စံညာရေးကိုပဲဟိုရှေ့ရှုတယ်ဆိုတော့ဆိုလိုချင်တာပေါ့နော်တရားဥပဒေစိုးမိုးရေးကိုမရှေ့ရှုဘူးနှလုံးသုံးလုံးမြန်မာပြည်မှာဘာကြောင့်မကင်းစင်လဲရဲကြောင့်မကင်းစင်ဟုတ်ရဲမဖမ်းလို့မဟုတ်ရဲပတ်စံတောင်းပြီးခွင့်ပြုထားတယ်အကောင်လုံးခွင့်ပြုထားတာမူရင်စေဝါအကောင်လုံးအဟိုမကောင်းတာအကောင်လုံးခွင့်ပြုထားတယ်ဟာပေါ့နော်ဒီလိုကောင်ကပဆန်တောင်းဖို့ပဲတက်တဲ့ကောင်ကရှစ်လက်တိုက်တဲ့ကောင်တစ်ခွာရောက်ကောဒီဟာကိုပြောချင်တာပါဟုတ် နောက်တစ်ခုကလည်းဒါဟိုပါပဲပေါ့နော်မကွေးတိုင်းဖွင့်ဖြူမြို့နယ်ပတိမုံရွာလမ်းပေါ်ဆက်စေးဂိတ်ကိုကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့တွေပူပေါင်းပြီးတော့တိုက်ခိုက်တယ်ပေါ့နော်တိုက်ခိုက်တဲ့အချိန်မှာဒီဆက်စေးဂိတ်မှာလည်းသူကအင်းအား10ယောက်လောက်ပဲရှိတယ်10ယောက်လောက်ရှိတာအောင်မှသူကတနါရီလောက်ခံပြစ်နေလို့ဒါလက်နက်ကတော့ကျွန်တော်တို့အဲခုန6လက်ရပြီးတော့မှခုနအလောင်း၄လောင်းပဲရတယ်ပေါ့နော်ကျန်တဲ့6ယောက်6ယောက်ကတော့30အတိုင်းပဲ ပုံမှုချိန်မှာပြောသလိုပဲထွက်ပြီးတော့အဲ့ဒီမှာကြည့်တယ်အဲ့ဒါကကျော်စစ်သားတွေဒါပေမဲ့ဒီကောင်ကလောလဲစစ်သားဖြစ်နေပြန်လောလဲစစ်သားဒီကောင်နေရပါလဲဆိုအဲ့မှာဟိုလက်မောင်းဘက်ကလေးတွေတန်းစီပြီးတော့ပုံထားတယ်အဲ့ဓာတ်ပုံထဲမှာကြည့်ကြည့်လိုက်တဲ့ခါကျတော့သူကဟိုဟာပေါ်တော့ကော့ဘယ်လိုပြောရမလဲဆိုတော့ဟိုဟာဆီလင်းနဲ့ပစ္စည်းဖက်တယ် စစ်စစ်လင်းလေးပြီးရကျွန်တော်တို့ကပါသာပဲလည်းမဟုတ်ဘူးအဲသူကကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲလက်နဲ့ပြင်ဟိုထိမ့်သိမ့်တာဟိုကလုတ်တဲ့နေရာတွေပေါ့နော်စစ်လင်းလေးပစ္စည်းတွေထုတ်ထုတ်ပြီး COD ပေါ့ COD အဲ COD ဘက်တွေအဲ COD ဘက်တွေသူတို့လည်းဒီတိုင်းပဲသူတို့ရဲ့မူရင်းတာဝန်ကချစ်တဲ့အမတာဝန်မဟုတ်ဘူးမဟုတ်တဲ့အခါကျတော့ချစ်တဲ့အမတာဝန်မဟုတ်တဲ့ကောင်တွေစစ်စစ်ကြီးကိမ့်မှာ တော်ထားတဲ့ခါကျတော့ကျွန်တော်တို့ကမျိုးစုံစစ်စစ်ကိတ်ကိုလည်းဝင်ဝင်လဲဖြင်းလဲဖြင်းဩဒီကောင်းနေထုံးတဲ့တိုင်းပဲဒါလည်းဖနက်ဖိုးဝီချိုးပြီးတော့မှပဲပြေးသွားတာဗောနော်ဒါကျန်တဲ့ဒီအလောင်းလေးလောင်းထားခဲ့ပြီးတော့မှကျန်တဲ့6ယောက်ကျော်ကျော်လောက်ကပြေးသွား10ယောက်ကျော်လောက်ရှိတယ်လို့တော့ဒါသတင်းသိရတယ်ဗောနော်အဲ့ဒါ4ယောက်လေးလောင်းထားခဲ့ပြီးတော့မှ6ယောက်9ယောက်လောက်ကတော့ပြေးသွားတယ်ပြေးသွားတဲ့မှာအဲ့ဒီမှာကြည့်ကြည့်လိုက်တော့တနက်က၄လက် သူတနက်က6လက်အလောင်းက4လောင်းဆိုလေးလေးလေးလောင်းဆိုရင်ကျွန်တော်လေးလက်ပဲရတယ်ဟုတ်တယ်အဲ့တော့ကျန်တဲ့2ယောက်ကတနက်ထားပြီးတော့တနက်တော့မယူတော့ဘဲနဲ့သေးတာလူကြီးပဲဒါတုတ်ရှိတင်းသွားတဲ့သဘောတွေ့တွေ့ရတာပေါ့နော်ဟုတ်တနက်တနက်ကလည်းခုန G3 တွေပါတွေ့ရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်တော်တော်လေးတယ်ဆိုတော့တနက်ကြီးမှဆိုတော့မလွတ်နိုင်ဘူးဆိုပြီးတော့ထားခဲ့ပြီးပြည့်တဲ့အနေထားမျိုးနောက်တစ်ခုကတော့ပုံမှုကဒါကရင်နေပြည်နယ်မှာ ခုနဟိုစစ်တပ်ဘက်ကနေမှလွတ်မြောက်ဟိုထွက်ပြေးလာတဲ့ဟိုတသားပေါ့နော်တသားတဲ့အောင်ကိုကိုဟိန်းကနေမှထွက်ဆိုထားတာစစ်တပ်မှာဆိုရင်ဒါစေးကြောင်ကြောင်ပြီးတော့ထမင်းဆိုလဲကျွေးမှစားတယ်အဲနောက်တစ်ခုကတယောက်ထဲစကားပြောနေတာမျိုးအဲ့တော့ငိုငိုတဲ့လူရှိရှိတယ်လို့မျိုးအချောက်တိုက်ပေါ့ကိုပေါ့တယောက်ထဲရည်နေတဲ့ငကြောင်နေများနေတယ်ဆိုတော့အเจ้าကိုလည်းတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကသူအဲ့ဒီမှာပြောထားတာဘုံကဒုတိုက်ရင်မှုလို့ပါတော့ဆိုရင်ဒါဟို ဒီပါစတွေပေါ်မှာခုနလေးနဲ့မထားဘူးတံမိုးမထားဘူးပေါ့နော်တံမိုးမထားဘဲနဲ့ခုနတေသွားပြီဆိုရင်လည်းလမ်းဘေးမှာတွေ့ကြရမြုပ်ပြီးတော့မှမင်းတို့ထွက်ပြေးရင်လည်းပြေးပေါ့နော်ထွက်ပြေးလို့ဟိုမိုင်းနေပါတယ်နင်းမိတယ်ဆိုရင်လည်းငါတို့ကဘာမှဟိုကုန်ကြတာမဟုတ်ဘူးပေါ့နော်ဆာရွက်ဖြူတရွက်နဲ့ဘောပင်300ရာန်လောက်ပဲကုန်ကြတာပါညာနဲ့သူထွက်ဆိုထားတာလေးတွေပြောထားတာလေးတွေသွားတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်လို့ပေါ့နော်ဟိုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်သူကပါစတွေ ကိုကျွန်တော်ငကိုမူလတန်ဒီစစ်သားတွေကတန်ရောတင်မရှိဘူး။ဟုတ်။ဘာကြောင့်မရှိလဲဆိုတော့နှစ်နှစ်ဆိုတဲ့ကာလလေးကဘာကြာလို့လဲ။နှစ်နှစ်မှာတယောက်နဲ့တယောက်ဒါတီဘောရှင်မဲ့အဖြစ်ပေါ့နော်။တယောက်နဲ့တယောက်တန်ရောစဉ်ဖြစ်သွားလောက်ဒီအထီအောင်ဘယ်သူမှဟိုယောက်ျားချင်းကဘယ်သူမှတလောက်ကြီးတော့တန်ရောစဉ်မတီမြဲကြအောင်မဟိုဟိုမချီနောင်နိုင်ကြဘူးပေါ့နော်အဲ့ဒီခါကျတော့ ပြီးရင်ဒီကောင်းလေးအချိန်နဲ့ရင်သူကပြောထားပြီးသားကိုချက်ချက်ကောင်းစီရတယ်သူတို့ပြောထားပြီးသားမင်းတို့နှစ်နှစ်ပြီးရင်ထွက်ရမယ်ဆိုတော့ဟိုတန်နေစစ်သားကလည်းတွေးပြီးဒီကောင်းလေးနှစ်နှစ်ပဲငါတို့စီမှာခဏလာတာအဲ့တော့အချိန်တိုင်းလဲဒီကောင်းလေးထွက်သွားမယ်အတူတူအခုတေွားလဲပဲငါငါတို့အနေနဲ့နှမျောစရာအကြောင်းမရှိဘူးပေါ့နော်စစ်တပ်တဲကိုစိတ်ပါလို့ဝင်လာတာမဟုတ်ဘူးငါတို့ဘာဘာကြီးอ่ะအတင်းအားရမဒီကောင်းလေးကိုမဝင်မနေရဆိုပြီးတော့စူးစောင်းလို့သာဒီကောင်းလေးမှာ ဝင်လာတာအဲ့တော့ဟိုပါစာတွေအမြဲတမ်းပြောပါတယ်ဒီကောင်းလေးဒီလိုမျိုးဟွာဖြစ်လာတိုင်းဘာပြောလဲဆိုရေရေခတ်ဆိုလဲကျွန်တော်တို့ပဲထမင်းချက်ဆိုလဲကျွန်တော်တို့ပဲကင်းဆောင်ဆိုလဲကျွန်တော်တို့ပဲအကုန်လုံးဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပဲအမြဲတမ်းအဲခိုင်းစင်နေတယ်ဆိုတဲ့ဟာတွားပြီးတော့မှတွေ့ရတာဗောနော်ဒီတိုင်းမဲ့အဲ့ဒီဆေးကြောင်လဲဆိုတဲ့ဟာကလည်းဒါကျွန်တော်တို့ဟိုးအရင်တောက်လျှောက်အာနာမသိမ့်မီကာလကလေးကတောက်လျှောက်ရှိတယ်အခုဂူခေကာလမှာမဟုတ်ဘူးဟိုးအရင်တော့ကျွန်တော်လောက်ကင်ဘက်မှာဆိုလို့ရှိရင်ဒါ စခန်းမှုပေါ့နော်တမ66ကအဲဘိုးကြီးတယောက်ဆိုလို့ရှိရင်ဒါစခန်းမှုတာဝန်ပေးထားတယ်သူစခန်းကဟိုဘက်နဲ့အလံဝေးဒီဘက်နဲ့အလံဝေးဝေးတဲ့အခါကျတော့တယောက်တည်းအဲ့ယွာနာစခန်းမှာသူသူတယောက်တည်းထိမ့်သိမ့်ကိုကဲမဲ့လူမရှိပါမရှိဆိုတဲ့အခါကျတော့ယွာလဲဆေးရဟိုစင်စဲမပြတ်ဝေးလို့ရနေရအလကားလဲပေးတာဟိုအဲ့ဘက်မှာဒီအတိုင်းပဲအလကားလဲပေးတဲ့အခါကျတော့အဲ့ဒါလေးရှူပြီးတော့ကိုယ့်ဟာကို စိတ်တွေပါလေလွတ်တလို့ဖြစ်ပြီးမှာကိုကိုတနတ်နဲ့ပြင့်မယ်တွေပါလေလှုပ်တဲ့ခါကျတော့ဝိုင်းဆွဲကြပြီးတော့မှာ အောက်ကဆရာကြီးတွေကလှမ်းပြီးတော့မှာ ဖုံးဆက်ပြီးတော့လှမ်းတိုင်ရတာပေါ့တိုင်တဲ့ဟာဒီလိုဒီလိုဖြစ်နေပြီးဆိုဟာအဲ့ဘိုးကြီးကိုတမမူကခေါ်ခေါ်ပြီးတော့မှာအနားမှာထားရတဲ့ဖြစ်စဉ်တွေဒါတွေကအဲ့ဒီအဆင်နေမဟုတ်ဒီတဲ့မြင့်တဲ့အဆင့်တွေလည်းရှိရပါတော့တန်ရင်မူ level တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါမြကြီးနာဘက်မှာဆိုလို့ရှိရင်လည်းအလုတ်တင်19ကဘုံမင်းမောင်မောင်ဆိုတာ เนาะဟိုဘုံမင်းမောင်မောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ခြေထဲမှာဆေးတွေအဲ့လိုမျိုးဒါအသုံးနေပြီးတော့ဂိတ်ကလည်းဂိတ်ကိုပဆံလည်းဒါရတော့ပဆံကိုကျွန်တော်တို့တစ်တာထဲမှာထည့်ထားပြီးတော့မှတရားဟိုမင်းမောင်ကိုတနက်နေ့ချင်းချင်းချောက်ချင်းချောက်ပြီးတော့မှဒီပဆံနေယူမလားငါ့ကိုယူမလားဘာနဲ့နှစ်ခုတည်းကတတယောက်ယူတစ်ခုယူရတော့ဘာဖြစ်တယ်တော့ညာဖြစ်တယ်တော့အဲ့လိုမျိုးမိမောက်တနက်နေ့ပြင်မယ်ဒီလောက်ဘာလို့လောက်တဲ့အခါကျတော့ မိမနောက်ဆုံးကြတော့မခံနိုင်မခံမရနိုင်ဖြစ်တဲ့အဆုံးမှာပြန်ပြီးတော့မှလူကြီးတွေကိုပြန်တိုင်တာပေါ့နော်တိုင်တဲ့ခါကျတော့ဒီအားကတော့ဆေးကြောင်တာကတော့တောက်လျှောက်ရှိတယ်အခုမှဒါကျွန်တော်တို့ဟိုနောက်ဆုံးမှဟိုဘယ်လိုပြောရမလဲဒီပါစာတွေလည်းရောက်လာတယ်ကျွန်တော်တို့လင်းဝင်လာတဲ့လူတွေရှိတယ်ဘက်ပြောင်းခိုးလုံလာတဲ့လူတွေလည်းရှိတယ်ဒီလူတွေရဲ့ထွက်ဆိုချက်တွေတီးရတဲ့အချိန်ကျမှကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေကစစ်ကောင်စီမှာဒီလောက်တော့ဆေးတွေသုံးဆွဲနေပါလားဆိုတဲ့ဟာကိုဟို တိခွင်ရတာပေါ့နော်အရင်တော့စေကောင်းစီကသူတို့ရဲ့ဟိုပြစ်ချက်တွေကိုသူတို့ရဲ့အားနည်းချက်တွေကိုပြင်ပကိုထုတ်ပြီးတော့ပေးပြီးတော့မတီးဘူးပေါ့နော်အဲဒီဟာကြောင့်ကျွန်တော်တို့ပြည်သူတော်တော်များများမတီးရတာပေါ့နော်စေကောင်းစီမှာဒါပေမဲ့အကုန်လုံးစေသုံးတယ်လို့ကျွန်တော်တို့လည်းမဆိုလိုဘူးသုံးတဲ့လူသုံးတယ်မသုံးတဲ့လူကလည်းဒီနေ့ဒီချိန်ကြီးမသုံးတဲ့လူလည်းရှိတယ်။ဘာဖြစ်လို့လဲဒီဟာနဲ့ပတ်သက်ပြီးတော့မကြိုက်တဲ့လူလည်းရှိတယ်။ကြိုက်တဲ့လူလည်းရှိတယ်ဆိုတာလေးကိုပြောချင်တာပေါ့ဟုတ်။ဟုတ်နောက်တစ်ခုကဒါဆေးသုံးပြီဆိုတာနဲ့ဟိုဒီခုနဆေးကြောင်ကြောင်နဲ့ ူရဲ့ဘေးပတ်ဝန်းကျင်ပေါ့နော်ဘေးပတ်ဝန်းကျင်ကဟိုသူတို့သူနဲ့ရွယ်တူကလေးတွေရဲ့လုံးကြုံမှုပါမရှိတော့ဘူးเนาะနောက်ဆုံးကျတော့ဟိုအတက်ကလည်းရွယ်တူဖြစ်နေတဲ့အခါကျတော့ခုနဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတငယ်ချင်းကိုဒါဆေးသုံးဖို့ဆွဲတာမျိုးတွေနောက်ပိုင်းကျတော့အကျစ်စာရိတ်တာပိုင်းနေပါချိုယွင်းလာတာပေါ့เนาะဒါဆေးသုံးပြီဆိုတာနဲ့ခုနပတ်စံလိုအပ်တဲ့ဆိုရင်အဲမိခင်တွေဖခင်တွေရှိရနေပတ်စံခိုးပြီးတော့သုံးဆွဲတာမျိုးတွေပေါ့เนาะလူငယ်တွေအနေနဲ့လည်းဒါ နမွေးရစေးနဲ့ပတ်သက်လို့ရှင်ဝေးဝေးကနေဒီမှာရှောင်းနိုင်ဖို့ကျွန်တော်တို့တိုက်တွန်းလိုချင်တာပေါ့အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒါသတင်းကောင်းပဲပေါ့နော်ဒါသတင်းကောင်းကတော့ကျွန်တော်တို့မကွေးတိုင်းဒါအမ်ဘရန်လမ်းမှာရှိတဲ့ငဖဲနဲ့ရေကန်စကန်ကိုစစ်ကူလာတဲ့စစ်ကြောင်းတွေကိုကျွန်တော်တို့ဒေါ်လာအေးအေးနဲ့ဒေါ်လာအေးပူပေါင်းဖွဲ့တွေကနေပြီးတော့ကြားဖြတ်ပြီးတိုက်ခိုက်တယ်နောက်တစ်ခုကကာကင်းစကန်တွေနော်အကုန်လုံးဟိုတိုက်ခိုက်အပြတ်သက်ကိုဒါအေးတဲ့ဒေါ်လာရင်းပူပေါင်းဖွဲ့တွေအပြတ်သက်တိုက်ခိုက်ချိန်မုံပြီးတော့အခုလက်ရှိဆိုရင်ဒါ ကပ္ပဆာ14ပေါ့နော်ကပ္ပဆာ14အနီနာရွာနဲ့ဟိုပါလက်နက်ကြီးဟိုပါစခန်းကုန်းပေါ့ဘုံကလက်နက်ကြီးပြက်ကူပေးတဲ့ဟိုစခန်းကုန်းနဲ့ဒါတမိုင်ခန့်အကွာမှာရောက်နေတယ်လို့သတင်းတွေ့ရတာပေါ့ဟုတ်တော့ဒါအဲ့တော့ကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါကဏီဘက်မှာဆိုလို့ရှိရင်လည်းဒါစစ်ကောင်စီတက်တွေကိုကျွန်တော်တို့တနက်နှစ်လဲရောက်အောင်ပြေးလိုက်နိုင်တယ်ဒါဒီကောင်းသတင်းတွေပေါ့ဒါမုံရဒါပွင့်ပွင့်ဖြူပဲပါတော့ပသိမ်မုံရလမ်းပွင့်ဖြူပဲပါဆိုလို့လည်းတနက် 6လက်အလောင်း၄လောင်းပေါ့နော်အလောင်း၄လောင်းကတော့ကျွန်တော်တို့ဒါကောင်းမွန်စွာမြေမြုပ်တကြိုပေးရတော့မှာပေါ့ကျွန်တော်တို့လက်ထဲရောက်ပြီဆိုခွေးစီတို့ကတော့ခွေးစီဝက်စီလို့ထားခဲ့တာပဲပေါ့နော် နောက်တစ်ခုကတော့ဒါဆေးကြောင်နဲ့လူတွေများရဲဆိုတဲ့ဟာကဒါဟိုတုန်းကလည်းကျွန်တော်တို့ရှိတယ်မရှိဘူးမဟုတ်ဘူးရှိခဲ့တယ်ပေါ့နော်အခုမှဒါပြည်သူလူထုကအခုမှ တီးခွင်ရတာဗောနော်အခုမှတီးခွင်ရတာအဲ့တော့အနည်းနဲ့အများကတော့ရှိရပေါ့အခုလဲဒါနောက်သတင်းတစ်ပုဒ်ကလဲဒါကဘာသာ14အနီးဗောနော်ဒါဇင်မျောရွာနာထီကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကခြိတဲ့ထိုးပေါက်နေနိုင်ပြီဆိုတဲ့ဟာတွေဒါကတော့ကောင်းသတင်းနေဗောနော်နောက်ထပ်ကျွန်တော်တို့သတိထားစရာအရေးကြီးသတင်းတစ်ခုဗောနော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောပြပေးတော့မှာဖြစ်တယ်ဗောဒါကတော့စစ်ကောင်စီကဒီရပ်ပိုင်းတွင်မှာကျွန်တော်တို့လေရင် အတိထပ်ပြီးတော့ဝယ်လိုက်တယ်ပေါ့နော်ဒီလေရင်နဲ့ပတ်သက်ပြီးတော့မှဆိုင်နေနေတစ်ချက်ပြောပြပေးပါအောင်လေရင်အမျိုးအစားတို့ပြီးလို့ရှိရင်သူ့ရဲ့လောက်ကိုင်းနိုင်တဲ့စွမ်းရည်ပေါ့နော်သူ့ရဲ့လောက်ကိုင်းနိုင်တဲ့စွမ်းရည်တွေကဘယ်လိုတွေလဲအဲပြီးရင် तू ကကျွန်တော်တို့ဘုံကျဲလို့ရလားမရလားပေါ့နော်ဒါရင်နဲ့ပတ်သက်ပြီးတော့နည်းနည်းတစ်ချက်လောက်ပြောပြပေးပါဟုတ်ဒါဟိုစစ်ကောင်စီကတော့ဟိုဒီလေရင်အမျိုးအစားတော့ဘုံက R410 ပေါ့ R410 မှာမှ तू က CD တွေရှိတာပေါ့ R410A L410AB AF AS အများအများကြီး series ကြီးအများကြီးရှိတဲ့နေရာမှာ အခုလက်ရှိကကျွန်တော်တို့ L410 UVP E20 ဆိုပြီးတော့လေအဲအဲ့ဒီ layer ကိုသူကခုနကျွန်တော်တို့ဒီအာနာတိုင်းမှုဖြစ်စဉ်နောက်ပိုင်းမှာနောက်ဥရောပတွေကပိတ်ဆို့ထားတယ်ဆိုတော့ဒါခုနကျွန်တော်တို့ဒီမြမ International Airway ပေါ့နော် Airway နာမည်နဲ့ MAI နာမည်နဲ့ Fork ခံပြီးတော့မှဒါစစ်တပ်ကနေမှဝယ်လိုက်တာပေါ့ဝယ်လိုက်တာကျွန်တော်တို့2000 24စက်တင်ဘာမှာတစည်းရောက်တယ်ရောက်တော့ကလည်းဒါအရက်ဖက် airline number နဲ့ပေါ့နော်အဲ့ဒီ number ကတော့ HYAMV ဆိုပြီးတော့ဒါအရက်ဖက် airline number နဲ့ဒါဝယ်တာပေါ့ဟိုဝယ်တဲ့နိုင်ငံကတော့ကျွန်တော်တို့ဟို chat သမရနိုင်ငံကနေပြီးတော့ဝယ်လာတယ်ဒါ2025 6လပိုင်းမှာတစည်း2025 9လတစ်ပိုင်းမှာတစည်းပေါ့ဒါဟို chat သမရနိုင်ငံကတော့ပထမဒီကျွန်တော်တို့မြန်မာနိုင်ငံအပြည်သူလူထုစီးမယ် ဟို airline နေထင်ပြီးတော့ရောင်းတာပေါ့စစ်သက်တုံးဆိုရင်သူကပိတ်ဆို့ထားတဲ့အတွက်ရောင်းပိုင်ခွင့်မရှိတဲ့အခါကျတော့ဒီနည်းနဲ့ပဲဟိုရောင်းလိုက်တာပေါ့နော်အရှိမလဲကျွန်တော်တို့ဟိုဦးတန်းရွှေတို့ဟိုရှေ့ရဟိုဟောပေါ့စစ်ကောင်စီတွေလက်ထက်မှာလဲအဲ့လိုပဲခိုးကြောင်ခိုးဝဲနဲ့သူတို့ကဟိုရက်ဖက် airline နံပါတ်တုံးပြီးတော့မှခုနပြင်သစ်ကဝယ်တာမျိုးပေါ့ပြင်သစ်က ADR 72တို့42တို့ဝယ်တယ်ဝယ်ပြီးတော့မှဒါရက်ဖက် airline နံပါတ်နဲ့ပဲစစ်တပ်ထဲမှာတုံးတယ်နောက်ပိုင်းကျမှဒါခုန ဒါဆေးတွေပြန်တုတ်တုတ်ပြီးတော့မှလင်းရင်နံပါတ်တွေပြန်ချိန်တာပေါ့နော်တော်တော်များများဝယ်တာဆိုရင်ကျွန်တော်တို့ဒီဟိုပါပေါ့ပြင်သစ်ဂျာမနီနယ်သာလန်ပိုလန်ဆွစ်ဇာလန်အခုဆိုရင်ဒါချက်တမရနိုင်ငံအနေမှာဝယ်တာပေါ့နော်ဝယ်တဲ့ဟာ၃စီးဝယ်တယ်ဝယ်ပြီးတော့အခုဆိုရင်လက်ရှိကျွန်တော်တို့ပသိမ်လေးတဲ့စကန်ဌာနချုပ်မှာအမှတ်66တိမ်ပို့ဆောင်ရေးအုပ်ဆိုပြီးတော့သူကထားထားတယ်ပေါ့၃စီးအဲ့ဒီမှာကခုနက ဒီလေယာဉ်ကတော့ခုန train engine engine နှလုံးနဲ့ပန်ကာနဲ့ဟိုလေယာဉ်မျိုးစားပေါ့နော်ဟိုရွယ်စားတော့ကျွန်တော်တို့ဝိုင်တွဲရွယ်စားမျိုးအဲနောက်တစ်ခုက beast တို့ဝိုင်တွဲတို့အဲအဲ့လိုမျိုး engine နှလုံးနဲ့ပုံတရံလေးတွေနဲ့ခက်ဆင်ဆင်လေးရှိတယ်အဲသူ့ရဲ့သူကတော့နောက်တစ်ခုကသူက passenger အားဖြင့်16ယောက်တင်ဆောင်နိုင်တယ်ပေါ့နော် speed ကတော့ကျွန်တော်တို့အများဆုံးသူပြန်တန်းနိုင်တဲ့ speed ကတော့3မိုင်ကျော်ကျော်ပြန်တန်းနိုင်တယ်ဒါပေမဲ့ခုနလို့ cruising speed ဆိုတာကျွန်တော်တို့ခီးသွားပုံမှန်ပြန်တန်းတဲ့နှုန်းပေါ့အပေါ်မှာခုနကုန်တင်ထားတာတို့ passenger တွေနဲ့ weight နဲ့ဆိုရင်တော့သူကခုနအမြန်အများဆုံး speed မဟုတ်ဘဲနဲ့သူကခီးသွားတဲ့ပုံမှန် speed နဲ့ဆိုရင်ဒါအဲ2.7ဘန်ပေါ့2မိုင်ကျော်ကျော်3မိုင်နီးနီးလောက်ပြန်တန်းနိုင်တယ်ဆိုတော့ကျွန်တော်တို့အခုလက်ရှိဒီအာနာသိမ့်မှုဖြစ်ဆိုင်ရင်နောက်ပိုင်းမှာဘုံမှုကဒီဝိုင်တွဲကိုတွင်းတင်းကြဲကြဲဟိုလေချောင်းတိုက်ခိုက်မှုဘုံကျဲမှု မှာအများဆုံးတုံးလာတယ်ဗောနော်ဟုတ်ဝိုင်တွဲရတော့ကျွန်တော်တို့တရုတ်နိုင်ငံထုတ်ဖြစ်တယ်ဒီအခု R410 ကတော့သူ chess တပ်ရနိုင်ငံထုတ်ထားတယ်ဆိုတော့ပို့ပြီးတော့ကောင်းတယ်ဗောဝိုင်တွဲတယ်လေသူအာတာချက်တွေရှိတယ်ဘာအာတာချက်ရှိလဲဆိုတော့ဒီလီယန်ကခုနကျွန်တော်တို့ပြေးလန်းအတူဗောပြေးလန်းတူတူလေးတွေခုန short take call short landing အဲ့ဒါမျိုးတွေအတက်ဆင်းလုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဝိုင်တွဲတို့ဘာလို့ဆိုရင်ခုနလင်းပြေးလန်းပုံမှာပဲအတက်ဆင်း လုပ်လို့ရရပေါ့เนาะဒီအခု L410 ကတော့မြေပြင်မှာတော့ကွန်ကရစ်မခင်းမဲနဲ့ဒါကွလင်းရသည်မြေမာတယ်မြေသားမာမာဆိုရင်ပြန့်နေဆိုရင်ဒါဒီကြီးပေါ်အထိအတက်စင်းလုံးနိုင်တဲ့လေအမျိုးအစားမျိုးပေါ့ဟုတ်ဟုတ်သူကကြတော့ဒီကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်အခုလက်ရှိ3စီးကအဲဒီဟိုဘောစစ်ကောင်စီတွေဘုံကျဲလေရင်အဖြစ်သုံးမယ်ဆိုရင်သုံးလို့ရလားဟုတ် ဘုံချင်းလေရင်ဖြစ်တုံးလို့ရလားဆိုဝိုင်တွဲတတောင်ပိုကောင်းတယ်။ဟုတ်။ဘာကြောင့်လဲဆိုဝိုင်တွဲရဥမှာကျွန်တော်တို့ဒီဟိုမက်ဆီမန်ဟိုတိတ်ကော့ဝိတ်ပေါ့နော်မက်ဆီမန်တိတ်ကော့ဝိတ်ကအဲ9800 kg ပေါ့9800 kg ဆိုရင်ဒီဒီလေရင်ကကျွန်တော်သူကဟိုတိတ်ကော့ဝိတ်ကြီးပဲဟို6600 kg ဟုတ်6600 kg ဆိုဥပမာကျွန်တော်တို့ဝိုင်တွဲရဘုံတွေပါတွေနဲ့ပေါင်2000ဟိုပါတော့ကြော်ကြော်လေးတင်နိုင်တယ်ဆိုရင်ဒီကောင်က ဝိုင်တွဲတဲ့ပေါင်2000ကျော်ကျော်လောက်ပေါင်4000လောက်ကိုတင်နိုင်တယ်။တင်နိုင်တယ်ဆိုတော့ခုနဟိုသူ့ရဲ့အားတာချက်တွေကပြည်လန်းတူတူလေးမှာတက်ဆင်းလုပ်လို့ရတယ်။နောက်ကျော့ရေကြီးလန်းနေပေါ့။ဒီလင်းပြည်လန်းမဟုတ်ဘဲနဲ့ခုနလိုမြေကြီးသားပေါ်မှာတက်ဆင်းလုပ်လို့ရတာလေအားတာတယ်။နောက်တစ်ခုကဝိုင်တွဲတက်ကိုပို့ပြီးတော့တင်ဆောင်နိုင်တယ်။ဝိုင်တွဲကအရင်တော့ကျွန်တော်တို့ပါစင်ဂျာ12ယောက်18ယောက်ပေါ့။ဝိုင်တွဲမှာလည်းသူကခုနလင်းဟိုစီးရီးနံပါတ်တွေကွာတယ်ပေါ့နော်။ဒါ ကျွန်တော်တို့ပါစင်ဂျာတင်ဆောင်နိုင်တဲ့တဲဟာရဲ့နောက်ပြီးတော့ကာဂိုတင်ဆောင်နိုင်တဲ့ weight တွေရဲ့နောက်တစ်ခု flight level တွေနောက်လေဘောမှာနေနိုင်ချိန်တွေအဲဒါမတိမ်မရင်းနေပဲဒါဝိုင်းတွဲတက်ကိုဒီလင်းရတကယ်လဲတာတယ်ပေါ့နော်လေဘောမှာဆိုရင် तू ကအဲ9နာရီကျတော့နေနိုင်တဲ့အနေအထားမျိုးပေါ့အဲအဲ့ဒီတော့ကျွန်တော်တို့ဒီ L410 တိမ်ဖို့ဆောင်ရေးလင်းရအခုလက်ရှိပသိမ်း layer scan ဌာနချုပ်မှာ66အုပ်အနေနဲ့ထားရဲဆိုတော့ကျွန်တော်တို့ဒီ ရခိုင်ဘက်တို့နောက်တစ်ခုကကရင်ပြည်နယ်တနင်္သာရီတိုင်းဝန်ပြည်နယ်နဲ့ပဲခူးတိုင်းနေမှာဒါဟိုအမြဲမပြတ်ပေါ့နော်မျက်စိမပြတ်စောင့်ကြည့်နေရမယ်လို့ကျွန်တော်ပြောချင်တာပေါ့ဟုတ်ဟုတ်ဟုတ်အဲ့တော့ဒါကျွန်တော်တို့ပရမကတော့ကျွန်တော်တို့ဒါ Jet Fighter ပေါ့နော် Jet Fighter ရယ် Wine တွဲရယ် Wine 8ရယ်ဒါနဲ့ပဲကျွန်တော်တို့ဟိုဘုံကျဲသေးတာပေါ့နော်ဘုံကျဲအခုဒါ ဘုံကျဲဖို့တယ်အခုကပထမတော့ဒါဆရာကြီးပြောတာလာတွေချားပြီးတော့မှသူဝဲတာပေါ့နော်တစည်းတည်းတစ်ခါတပြုံတည်းမဝဲဘဲနဲ့လာတွေချားပြီးတော့ဝဲတယ်ဝဲပြီးွားတော့မှသူကပထမတော့မြန်မာလေချောင်း line နာမည်နဲ့ဝဲတယ်ဝဲပြီးွားတော့မှအသွင်ပြောင်းလိုက်တယ်ပေါ့နော်အသွင်ပြောင်းပြီးတော့မှကျွန်တော်တို့စစ်တပ်တော်ဟာလေးကိုထည့်လိုက်တယ်ဆေးဆေးတုတ်တယ်လေနံပါတ်တွေချိန်ပြီးတော့နော်နံပါတ်တွေချိန်ပြီးတော့မှဒါထည့်ထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့မှအခုဒါဖွဲ့စည်းပုံချဲ့ပြီးတော့မှအုတ်တအုပ်ပါ သူကထပ်ပြီးတော့မှဖွဲ့စည်းပုံချဲလိုက်တဲ့ခါကျတော့ဒါကတော့ကျွန်တော်တို့ပါစင်ညာ16ရောက်လောက်နေတော့စစ်ကောင်စီကဒါသူတို့လူတွေပါတွေတည်ယူပို့ဆောင်ဖို့အတွက်တော့အသုံးပြုမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အဲ့ဒီအပေါ်မှာဘုံတွေတင်ဆောင်ပြီးတော့ပဲဒါပြည်သူလူထုကိုထပ်ပြီးတော့မှပြည်သူလူထုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုထပ်ပြီးတော့ဘုံကျဲဖို့လင်းရင်မျိုးစားတစည်းနောက်ထပ် အတိုးလာပါပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေကဒါပြည်သူလူထုရောတော်လိုင်းတက်ဖွဲ့တွေရောတရှိအောင်လို့ပေါ့နော်ကျွန်တော်တို့အဲကျွန်တော်တို့သိတဲ့ဟာလေးကိုထပ်ပြီးတော့မှထက်ဆင့်မျှဝေပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောတဲ့အထက်မှာတော့ပထမပိုင်းကတော့ကျွန်တော်ခေါင်းသတင်းတွေအများကြီးပြောခဲ့တယ်ပေါ့နော်ခေါင်းသတင်းတွေကျွန်တော်တို့ဘက်ကတိုက်ခိုက်နိုင်ခဲ့တဲ့ဟာတွေပြောခဲ့တယ်အဲနောက်နောက်ဆုံးကတော့ဒါကျွန်တော်တို့ဒါ L410 ဆိုတဲ့လေယာဉ်ကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့နဲ့ပြည်သူလူထုအတွက်တတိထားတဲ့ရာ ဒါဟိုပြောရမယ်ဆိုရင်ဟိုကျွန်တော်တို့6နှံ့မဲ့အကြောင်းအရာတစ်ခုဖြစ်လာတော့မယ်ဆိုတဲ့ဟာကိုဒါပြောကြရင်လည်းကျွန်တော်တို့ရဲ့ဇာကဝိုင်းလေးကိုညီုံချုပ်ပါရဲ့အားလုံးပဲကျေးဇူးတင်ပါတယ်